ီခါကျွန်တော်တို့အိတ်ဆဲမှာကျွန်တော်တို့ dot down လေးလေးတွေလုပ်ပြီးတော့အဲ standard form လေးတွေလုပ်တဲ့ပုံစံလေးကိုပြမယ်ပေါ့နော် dot down လေးလုပ်တဲ့အကျိုးကျေးဇူးကတော့ကျွန်တော်တို့ဒီ data user တွေကိုကျွန်တော်တို့အမားနဲမယ်အဲပြီးတော့ကိုယ်တိုင် typing ရိုက်ပြီးတော့ထည့်ရတာမဟုတ်တဲ့အတွက် အချိန်ကုန်တက်တာမယ်လွယ်ကူမယ်မြန်ဆန်မယ်ပေါ့ဗျာနော်အဲဒေါ်ရောင်းလေးဆိုတာကတော့ကျွန်တော်တို့ဒီ data validation ရဲ့နော်ခန်းကဏ္ဍခွဲတစ်ခုပဲပေါ့နော်အဲကဲဆိုတော့အဲဒေါ်ရောင်းလေးကဲလုံးကြည့်အောင်ပေါ့နော်စာဆုံးဘာလို့လုံးမလဲဆိုတော့ကျွန်တော်ဒီ balance ပေါ့နော်ဒီရွာ balance ဆိုတဲ့နေရာမှာကျွန်တော်တို့ဒေါ်ရောင်းလေး လောက်ပြီးတော့ကျွန်တော်တို့ယောနံမဲတွေကိုထည့်မယ်အဲ drop down လေးလုပ်တဲ့နေရာမှာ drop down လေးမှာကျွန်တော်တို့ independent drop down ရဲ့ dependent drop down ရဲ့ဆိုပြီးတော့နှစ်မျိုးရှိတယ်ပေါ့နော်အဲဒီဟာကတော့အရင်ဆုံးကျွန်တော်တို့ independent drop down အရင်လုပ်မှာဖြစ်ပါတယ်နော် independent drop down ဆိုတော့ဟိုသူသူကနဲ့သူ list တစ်ခုအနေနဲ့ဒီကြရက်တည်တဲ့ drop down ပေါ့နော် ဟိုတခြားအဲ develop dependent data down ဆိုရင်တော့ dependent data down ကတော့တခြားအဲ list ပေါ်မှာတခြား data down list ပေါ်မှာအဲ migo ပြီးတော့ရက်တည်တဲ့ data down ပေါ်တော့ဒါကတော့ရှင်းပါတယ်ကဲဆိုတော့ဒီဟာလေးကိုကျွန်တော်တို့ data down လေးလောက်ရအောင်အဲ data down လေးလောက်တော့မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်က control packet ထဲကအဲ list လေးကိုရင်ဆုံးအဲ ဒီမှာပေါ့နော်ဘဲလေးဆိုတဲ့ယောဟန်နာမယ်ကြီးပေါ့နော်ဒါတွေကတော့ဥပမာအနေနဲ့ကျွန်တော်လောက်ထားတာဖြစ်တဲ့အတွက်ဒါအဲတခြားမိမိတို့ရဲ့အလုံးနဲ့တက်ဆိုင်နေတာတွေအဲဒေတာတွေမှာဆိုလဲဒါဥပမာအဲယူပြီးတော့နမူနာယူပြီးတော့ပဲလုံလို့ရပါတယ်နော်ကိုကနဲ့ကိုအဲတုံးတတ်အောင်အတတ်နိုင်ဆုံးစူးစမ်းပြီးတော့လုံလို့ရပါတယ်โอเคဆိုတော့ဒီဒီပင်ပေါ့နော် ီပင်ကနေပုံတော်အထိကြွားနာမည်တွေကိုဒီဘက်မှာအဲကျွန်တော်ဒေါ်ထောင်လေးလောက်မှာပေါ့နော်ဒီ independent ဒေါ်ထောင်လေးလောက်မှာဆိုတော့ကျွန်တော်ဒီဒီပင်ကနေအုံတော်ကိုကျွန်တော်တို့ကအဲဆလက်မှတ်ထားလိုက်ဆလက်မှတ်လိုက်မယ်ဒီ sharing ကိုဆလက်မှတ်လိုက်မယ်ဒီကနေဒီအထိကိုဆလက်မှတ်မယ်မှတ်ပြီးတော့ကျွန်တော်ပြန်သွားမလဲဆိုတော့ formula bar ကိုသွားမယ် formula bar ကိုသွားပြီးတော့ကျွန်တော်တို့ဒီမှာ define name ဆိုတဲ့ group လေးရှိတယ် define name ရဲ့အထဲမှာဒီမှာ name manager ပေါ့နော် name manager မှာကျွန်တော်တို့ new ဆိုတာခေါ်လိုက်ဘယ်ခေါ်ပြီးတော့သူ့ကိုဒီမှာ name ဆိုတဲ့နေရာမှာသူ့ကို belly ပေါ့နော်ယောနာမည်ဖြစ်တဲ့အတွက် belly belly ဆိုပြီးတော့ပေးလိုက်မယ်အဲဒီမှာ control back ကဲတယ်နော် A2 ကနေ A11 ထိ source ကနော်ဒီ refer လုပ်တာ okay နဲဒါဆိုရင် value ဆိုတဲ့အဲခေါင်းစဉ်လေးနဲ့နာမည်လေးနဲ့ကျွန်တော်တို့ဒီနာမည်လေးတစ်ခုနဲ့ရသွားပြီပေါ့နော်အဲအဲ့လိုလုပ်ပြီးပြီဆိုရင်ကျွန်တော်တို့ထောက်ထောင်းလေး data ထည့်မဲ့ဘက်ကို data ထောက်ထောင်းလေးလုပ်ဖို့ရအတွက်သွားမယ်သွားပြီးတော့ဒီ value ဆိုတဲ့ ကောလံအောက်ကဒီရမှာပေါ့နော်ဘိုးဆုံးဆဲကွက်မှာကလင်းနှိပ်ပြီးတော့အက်တစ်လောက်ထားမယ်ဒီကလင်းလေးနှိပ်ထားမယ်နှိပ်ပြီးတော့ဘယ်လိုအဲဒေါထောင်းလေးလောက်ဖို့ရတဲ့ data validity ရှင်းနဲ့ဒေါထောင်းလေးလောက်မှာဖြစ်တဲ့အတွက်အဲသူ့ကိုဖယ်သွားမလဲဆိုတော့ data ကိုသွားမယ် data တက်သေးတာကျွန်တော်တို့ data 2ဆိုတာပေါ့နော် data 2ဆိုတဲ့ group တဲကိုသွားမယ် data 2ဆိုတဲ့ group တဲကိုသွားပြီးတော့ဒီမှာ data validation ဆိုတာရှိတယ်အဲ data validation ရဲ့ base ကဒီ down arrow လေးကိုနှိပ်ပြီးတော့ data validation ဆိုတာလေးကိုနှိပ်လိုက်မယ်အဲ့ဒီမှာ setting မှာဒီမှာ along မှာကျွန်တော်တို့ဘာဖြစ်နေလဲဆိုတော့ any value ဖြစ်နေတယ်အဲ့ဒီ any value ကို ကျွန်တော်တို့က list ဆိုတာလေးကိုပြောင်းလိုက်မယ်နော် အပြောင်းပြီးတော့ source နေရာမှာကြတော့ကျွန်တော်တို့စောနှောင်းကနာမည်ပေးခဲ့ပြီးတာဖြစ်တဲ့ဘာလဲဆိုတော့ belis ပေါ့နော် belis လို့နာမည်ပေးခဲ့တာဖြစ်တဲ့အတွက်အဲ့မှာအဲ့ဒီမှာအရင်ဆုံးတော့ equal sign လေးရဲ့အတူကို belis လို့နာမည်ပေးတဲ့ဟာဒီကိုကျွန်တော်တို့က source နဲ့တမတ်ပေးပါဆိုပြီးတော့အဲ့ဒါပြီးတော့ b i n n n l a g e ။ရဲသူ့ကိုအဲ့တော့ဒီဒီမှာကတော့အရင်သောနှုန်းကပေးထားခဲ့တဲ့နာမည်နဲ့ဒီမှာတော့တူအောင်တက်နိုင်ဆုံးလုံးဝတူအောင်ကြိုက်ပေးရမယ်ပေါ့နော်။ဒီမှာညီမရှိက equal sign လေးရင်ထည့်မယ်ညီမချင်းလေးရင်ထည့်မယ်ပြီးတော့နောက်ပါသောနှုန်းပေးခဲ့တဲ့နာမည်တိုင်းဒီမှာရိုက်ထည့်မယ်အဲ့ဒါပြင် okay independent dot အနေနဲ့ဝင်သွားပြီเนาะဒီမှာ ဲ့ဒါကိုကျွန်တော်တို့ကဒီအောက်ကအကွက်တွေမှာလဲဆဲတွေမှာလဲကျွန်တော်တို့ကအဲဒီတိုင်းဖြစ်ခြင်းလဲဆိုရင်ဟိုသူ့ကိုကျွန်တော်တို့ data validation နဲ့လောက်ထပ်ပြီးတော့လောက်ဆရာမလို့ဘူးထုံးစံတိုင်းပဲဒီနန်းကအဲဒီနန်းမှာအဆက်လေးမဲမဲဆက်လေးပေါ်ကို pointer လေးတင်လိုက်တာနဲ့အပေါင်းလက္ခဏာမဲမဲလေးပေါ်တဲ့အချိန်မှာအောက်ကိုဆွဲချလိုက် အဲဆွဲချလိုက်ရင်ရသွားပြီเนาะဒါဒီအဲမိုးတဲပေါ့เนาะဒီဒီမိုးတဲဆိုတဲ့အဲနာမည်ကိုကျွန်တော်တို့ကရွေးထားပြတာဖြစ်တဲ့အတွက်သူကဒီတိုင်းပေါ်လာပါเนาะဒီမှာကျွန်တော်ဒီ independent dot down ကတော့ပြီးသွားပြီပေါ့เนาะအဲဆိုရင်ကိုကဒီမှာတိုက်တာကိုဟိုဒီတိုင်း တိုက်ပင်ရိုက်ပြီးတော့ထည့်နေကြမလို့ပဲနဲ့ကျွန်တော်တို့ဒီ data user တွေကိုဒီကနေ့ကလေးလေးနှိပ်ပြီးတော့ရေးလို့ရပြီပေါ့နော်အဲ့တော့အမြန်မြန်ဆန်နဲ့ပြီးတော့အမားလည်းနည်းမယ်မားกินမယ်ပေါ့နော် okay အဲနောက်တစ်ခါကြတော့ကျွန်တော်ဒီဘက်ကို ကဲဆိုတော့ကျွန်တော်တို့ဒီတစ်ခါ dependent dot down လေးလုပ်မယ်เนาะ dependent dot down လေးလုပ်မှာဖြစ်တဲ့ဒီမှာ category ဆိုတဲ့နေရာမှာ category လေးကို dot down လို့ရအောင်ဆိုတော့ကျွန်တော်တို့ဒီမှာဒီအားလေးကိုရင်နာမည်ပေးမယ်အဲစောနောလိုပဲကိုနာမည်ပေးမယ်အဲ nip လေးကိုပေါ့နော်ကိုနာမည်ပေးမယ်လေးကိုကျွန်တော်တို့ ဒီလိုမျိုးလေးဆလတ်မှတ်လိုက်မယ်မှတ်ပြီးတော့ဒီမှာ formula tab ကိုပေါ့နော် formula ဘာမှ formula tab မှာသွားမယ် formula tab မှာသွားမယ်ထုံးစံတိုင်း name manager ကိုသွားမယ် new ကိုနှိမ့်မယ်အဲအဲ့ဒီမှာကျွန်တော်တို့ဒီမှာနာမည်ပေးမယ်သူတို့ကိုကျွန်တော်ဘာလို့ပေးချင်တာလဲဆိုတော့ကျွန်တော်တို့ category ကိုအတူပေါက်လေးပဲပြီးခဲ့မယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဘက်မှာလည်း category ဆိုပြီးတော့အစီအရေးမယ်ဆိုရင်ဒီလိုမျိုးကြီးနှစ်ခုဖြစ်နေမှာဆိုတော့ဒီမှာ get လို့ပဲရေးလိုက်မယ်เนาะအဲအဲ့ဒါကို okay happy တော့သူ့ကိုလည်းဒီမှာတွားပြီးတော့ data validation နဲ့သူ့ကို list လေးလုပ်မယ် data validation နဲ့ list လေးလုပ်မှာဖြစ်တဲ့အတွက်သူ့ကို select ပေးထားမယ်အဲ click ထားမယ်ကျွန်တော်တို့ edit လုပ်ထားမယ် ပြီးတော့ data တက်ကိုတွားမယ် data တက်ထဲမှာ data 2မှာရှိတယ် data validation ပေါ့နော် data validation ကိုတွားမယ် list ပေါ့နော် list ဒီမှာ setting မှာ allow မှာ list ကိုရေးမယ်ပြီးတော့ source မှာကအဲ source နှုန်းကပြီးခဲ့တဲ့ get ပေါ့နော် get အဲ ထုံးစံတိုင်းဒီရှိမှာကတော့ကျွန်တော်တို့ equal sign လေးကမဖြစ်မနေပါရမယ်ပြီးတော့စွန်းတော့ကျွန်တော်နာမည်ပေးခဲ့တဲ့အတိုင်းဒီမှာကြိုက်ထည့်ရမယ် okay ပြီးမယ်အဲဒါဆိုရင်ကျွန် category မှာ category မှာ list လေးကပေါ်သွားပြီเนาะအဲသူ့ကိုလည်းကျွန်တော်တို့ဘာမှမပြေးဘဲနဲ့လည်းဒီမှာအဲအောက်ကအောက်ကဆဲတွေမှာလည်း ူကိုရောက်သွားခြင်းနဲ့ဒီ dot down လေးလေးကရောက်သွားခြင်းတာဖြစ်တဲ့အတွက်ဒီလိုလေး tracking ဆွဲချလိုက်မယ်။အဲ tracking ဆွဲချလိုက်ရင်ဒီမှာပေါ်ထွက်ကုန်နော်။โอเคก็มีเนาะ ကဲဒီအဲ့ဒါပြီးတော့ကျွန်တော်တို့ဒီ control packet ထဲကိုပြန်သွားမယ်ဘာဖြစ်လို့လဲဆိုတော့အဲကျွန်တော်တို့ကဒီမှာ category မှာ education လို့လေးလိုက်တာနဲ့ဒီ education တော့เนาะပညာရေးနဲ့တဆိုင်နဲ့ဒီဟာ distribution item လေးတွေကိုပို့စီချင်အောင်ပို့အောင်လို့ပေါ့เนาะလုပ်ချင်တယ်အဲ့လိုမျိုးအဲဒီမှာပြထားတယ်ကျွန်တော်ဒီအကြောင်းလေးတွေနဲ့ပို့ပြီးတော့မြင်သာအောင်အကြောင်းလေးတွေနဲ့ခွဲပြီးတော့လုပ်လိုက်တာပေါ့เนาะ အဲ့မှာ education မှာဆိုရင်နဘာတွေပါမလဲဆိုတော့ board to pencil တော့เนาะ ruler school bag တော့เนาะအဲ့အဲ့လိုလေးတွေပေါ့เนาะ education လို့ရေးလိုက်တာ ਨੇ ကျွန်တော်တို့ဒီဘက်က data entry ထဲမှာ category မှာ education လို့ရေးထားတယ် to net တက်ဆိုင်တဲ့ the distribution item လေးတွေပဲကျွန်တော်တို့ပေါ်အောင်ပေါ့เนาะ distribution item တွေကို to net ရှေ့က category နဲ့တက်ဆိုင်တဲ့အားကိုပဲပေါ်အောင်ကျွန်တော်တို့လုပ်မှာပေါ့เนาะအဲ့ဒါမျိုးလုပ်မှာ အဲ့ဒါကိုကျွန်တော်တို့က dependent draw down ပေါ့နော်အဲ့လိုမျိုးခေါ်တာ dependent draw down နဲ့လုပ်ဆိုတော့ကျွန်တော်တို့ကဒီမှာအဲဘာလို့လုပ်ရမလဲဆိုတော့ဒီကောင်လေးတွေကိုလည်းအဲသူတက်ဆိုင်တဲ့နာမည်လေးတွေပေးရမယ်ဒီကောင်ဆိုရင် education နဲ့ဆိုင်တာဖြစ်တဲ့အတွက် education လို့ပေးရမှာပေါ့နော်အဲထုံးစံနိုင်စွမ်းတော့လို့ပဲသူတို့ကို slam မှတ်မယ် form formula တက်ကိုထွားမယ်နော် name manager ကိုထွားမယ် new ကိုနိုင်မယ် ။အဲအဲ့ဒီမှာ education เนาะရိုက်ထည့်ရမယ် name မှာ e d u c a t i o n education ဆိုပြီးပြထား okay အဲဒီမှာ have ပေါ့เนาะ have နဲ့ designer လေးတွေကိုနာမည်ပေးမယ်နိုင်မှာ have လို့နာမည်ပေးလိုက်မယ်ပေါ့เนาะဒီဟာလေး have နဲ့ designer အဲဒီမှာ nutrition ပေါ့နော် nutrition နဲ့တဆိုင်တဲ့အားလေးတွေကိုလည်း nutrition လို့အဲဒုနာမည်ပေးတဲ့အခါမှာတော့ကျွန်တော်တို့ကနာမည်လေးတွေကိုတိတိကျကျမှန်မှန်ကန်ကန်ပြအောင်ပေးရမှာပေါ့နော်အဲ့လိုမှအဆင်ပြေတယ် ဒီမှာ west net designer လေးတို့လည်း west သုံးပြီးတော့ကျွန်တော်တို့နာမည်ပေးခဲ့မယ်เนาะ။အဲဒါဆိုရင်သူ့နာမည်လေးတွေကိုပေးပြီးသွားပြီ။အဲတခုတတိထားရမှာကျွန်တော်တို့ဒီမှာ category မှာရှိတဲ့အဲဟာလေးတွေကိုပေါ့နော်နာမည်သူ့ကိုခေါင်းစဉ်အနေနဲ့ name အနေနဲ့ပေးတဲ့ခါကျတော့ဒီ name မှာပါပါပြင်လဲဆိုတော့ဒီ space bar ပေါ့နော် space bar တော့ပါလို့မရအောင်ပေါ့နော် space bar ပါရင်တော့ပြဿနာတက်နိုင်တယ်။ ဲစပီဘာချမီရရမယ်ဆိုတဲ့နာမည်မျိုးပါခဲ့ရင်တော့ကိုက underscore လေးခံပြီးတော့ရေးလို့ရတယ်ပေါ့နော် scope bar လေးဖြစ်ဖြစ် underscore လေးဖြစ်ဖြစ်ခံပြီးတော့ကျွန်တော်တို့ရေးလို့ရအဲ့ဒါမှအဆင်ပြေမယ်အဲ့လိုမျိုးခံရေးပဲနဲ့ဒီတိုင်း speed အတိုင်းချပြီးရေးခဲ့ရင်တော့အဆင်မပြေဘူးပေါ့နော် okay okay အဲ့ဒါလေးရရသွားပြီပေါ့နော်နာမည်လေးတွေပေးပြီးသွားပြီပေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ရှေ့ကဒီ data entry ထဲမှာအဲ data entry တဲကိုသွားမယ်เนาะ data entry ရဲ့ကိုဘယ်လိုလုပ်မလဲဆိုတော့ဒီမှာနဲကျွန်တော်တို့ဒီမှာ dependent dot down လေးလုပ်မယ်เนาะ dependent dot down လေးကဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီမှာပဲစောနောလိုပဲဒီထဲမှာကျွန်တော်တို့အပေါ်ဆုံးဆဲခွက်ကိုကျွန်တော်တို့ click လုပ်ထားမယ် edit လုပ်ထားမယ် data ထဲတွားမယ် data validation data validation နဲဒီမှာလဲ list ဆိုပြီးတော့ရေးမယ်။နဲပြီးတော့ကျွန်တော်တို့ source မှာကြတော့ source မှာကျွန်တော်တို့ equal sign ရေးရေးမယ်ပေါ့เนาะထုံးစံတိုင်း။နဲဒီမှာကျွန်တော်တို့ကအဲ dependent dot down လုံးမှာဖြစ်တဲ့အတွက်ပေါ့เนาะဒီရှိက education လို့ရေးထားရင် category မှာ education ရေးထားရင် education နဲ့ပတ်သက်တဲ့အဲ dot down လေးလေးပေါ့เนาะပေါ့အောင် education နဲ့ပတ်သက်တဲ့ distribution item လေးတွေပေါ်ရမယ်။ nutrition လို့ယူထားရင် nutrition နဲ့ပတ်သက်တဲ့ distribution item လေးတွေပေါ်ရမယ်။အဲအဲ့လိုမျိုးလေးလုပ်မယ်ပေါ့နော်။ဒါကသူကအမ်ဒီ category မှာက education ရေးထားပြီးတော့ကျွန်တော်တို့နောက်မှာ nutrition နဲ့တက်ဆိုင်တဲ့ item ဖြစ်နေတာမျိုးမဖြစ်အောင်ပေါ့နော်။ကျွန်တော်တို့ data user တွေအတွက်အဲကျွန်တော်တို့ကနေပြီးတော့ drop down list နဲ့တခါတယ် data validation သုံးယူပြီး လောက်ထားလိုက်တာပေါ့နော်အဲ့လိုမျိုး Okay အဲ့တော့ကျွန်တော်တို့ဒီမှာ dependent dot down လောက်မှာဖြစ်တဲ့အတွက် i n d i h e c t အဲ enterprise လို့ရိုက်ထည့်လိုက်မယ်နော် enterprise အပ်ပြီးတော့ quant စာပြီးတော့ဘယ်ဟာအောင် enterprise ရကျင်တာလဲဆိုတော့ဒီမှာ d ရှေ့ category ဆိုတော့အဲကျွန်တော်တို့ column ဟာပေါ့နော်အဲ့တော့ d2 ပေါ့နော်ဒီက d2 လို့ရိုက်ထည့်လိုက်မယ်နော် ဒီ okay အဲ့တော့အချိန်မှာအဲ education ရေးထားတဲ့အတွက်ဒီမှာအဲ education နဲ့တက်ဆိုင်တဲ့ဟာလေးပေါ့နော်အဲ့ education နဲ့တက်ဆိုင်တဲ့ distribution item တွေပဲပေါ်တယ်ပေါ့နော်ဒါ head ကိုရေးကြည့်လိုက်မယ်ဆိုရင်အဲ head နဲ့ပတ်သက်တဲ့ distribution item တွေပေါ်မယ် nutrition ကိုယူလိုက်မယ်ဆိုရင် nutrition နဲ့ တ်တက်တဲ့ distribution item တွေပို့မယ် west ကိုရွေးလိုက်တာ ਨੇ west နဲ့ပတ်သက်တဲ့ distribution item တွေပို့မယ်အဲ့တော့ဒီအဲ independent dependent dot down လေးကိုကျွန်တော်တို့ကအောက်ကဆဲတွေတွင်လည်းရခြင်းနဲ့တည်းဒီလိုလေးတွက်ကင်လေးဆွဲချလိုက်နဲဒါဆိုရင်ပို့ရိုက်ပေါ့နော် west လို့ရလိုက် คไอ้တော့ကိုကနှစ်ကိုအဲမိုင်းလုံးကြည့်ပါ တူတူမိုင်းလုံးကြည့်ပါဂျိုးစားကြည့်ပါအဲကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးပါဒီနောက်လည်းကျွန်တော်တို့အဲတက်နိုင်ဆုံးအကျိုးရှိမဲ့လက်တင်ကန်းစာလေးတွေကိုတက်နိုင်ဆုံးကြိုးစားပြီးတော့လှုပ်ဆောင်ပေးပါမယ်အဲတခုပြောစရာရှိတာကဒီလိုမျိုး dot down list တွေကို validation data validation အသုံးပြုပြီးလုပ်တဲ့အခါမှာ data user တွေကဥပမာကျွန်တော်တို့ဒီမှာရွေးချယ်တာသူကဒီကနေအဲဘေးက down arrow icon လေးကိုနှိပ်ပြီးတော့ရွေးချယ်တာမဟုတ်ဘဲနဲ့သူကနဲ့သူဒီထဲမှာဒီ list ထဲမှာမပါတဲ့ဟာကိုရိုက်ထည့်မိတယ်ပဲထားပါတော့အဲဒါမျိုးပေါ့နော်အဲအဲ့ဒါဆိုလို့ရှိရင်ဒီမှာ exe ကနေပြီးတော့သူ့ကိုခုမပြဘူးနော် display လို့ Dashboard Data Validation ညတူကကျွန်တော်တို့ဒီမှာလည်းရိုက်ထည့်တာကိုခွင့်မပြုဘူးပေါ့နော်အဲဆိုရင် retry ဆိုတော့သူ့ကိုခွင့်မပြုဘူးအဲအဲ့လိုမျိုးလုပ်တယ်အဲဒီဟာကဘာလဲတကယ်လို့မြန်ပေါ့နော်အဲ့လိုမျိုးသူ့ကိုအဲ one name ပေးပြီးတော့အတိပေးတာလောက်ပဲလုပ်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ကပြင်လို့ရတယ်ပေါ့နော်အဲသူ့ကိုဘယ်လိုသွားလို့ရမလဲဆိုတော့ကျွန်တော်ဒီမှာနော် data validation data validation ကိုသွားမှာနော် data validation ကိုသွားမယ်ပြန်သွားပြီးတော့အဲဒီမှာ error alert ဆိုတဲ့အပေါ်နော် error alert ကိုသွားမယ်ဒီမှာအဲ style ဆိုတဲ့အောက်ကပေါ့နော် style ဆိုတဲ့အောက်က store ဆိုတာအဲ့ဒီမှာကျွန်တော်တို့ဒီမှာ store မဟုတ်ခင်ね one name ပေးမှာလား information တော့ပဲပေးမှာလားဆိုပြီးတော့ကျွန်တော်တို့ရေးလို့ရတယ်ပေါ့နော် ဝန်နိုင်ပေးခဲ့မယ်ကဲထားပါတော့ဝန်နိုင်မဲထားလိုက်မယ်ဝန်နိုင်မဲထားလိုက်မယ်ဆိုရင်တော့ရိုက်ထည့်လိုက်မယ်အဲဒီမှာမားနေတယ်ဗောနော်သူကဒီနိုင်ပြောမှာဗောနော်ဒီ validation လောက်ထားတယ် data validation လောက်ထားတယ်အဲ့မကိုက်ညီဘူးမြဲဆက်ပြီးတော့တော့မှာလားဒီဟာမားနေတယ်ဆိုကြဝန်နိုင်ပြောမှာဗောနော်ဝန်နိုင်ပြောမိမယ်အဲ့အရာကိုဆက်လောက်မှာဆိုတော့ yes ဆိုရင်ဒီတိုင်းသူကခွင့်ပြုသွားမှာဗောနော် အဲ့လိုဖွင့်ပြသွားမှာပေါ့ဖွင့်ပြတကယ်လုံးသူတို့ကလည်းမှားဖွင့်ပေးတယ်အဲဒီ list ထဲမှာမပါတဲ့ဟာမျိုးတွေဒီကလည်းကျွန်တော်စီလာနိုင်နေဆိုရင်တော့အဲ့လိုလုံးလို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ရင်တော့ကျွန်တော်ကဒီ list ထဲမှာပါတဲ့ဟာပဲအဲ့လုံးစီချင်တော့ဆိုရင်တော့လေအစွန်းလုံးအတိုင်းဒီ error alert မှာ store ပဲကျွန်တော်တို့ကအဲလောက်အောင်မှာပေါ့နော် store store လောက်ထားလို့ရှိရင်ဒီ list ထဲမှာပါတာကလွဲလို့တခြား ်။ဒါတခြားဟာကိုရိုက်ထည့်လို့မရတော့ဘူးပေါ့နော်။